ားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာချင်းပြည်နယ်မှာရှိနေတဲ့လက်ရှိဆေးအခြေအနေလေးကိုပြောပြလာတဲ့ကိုထူးမော်ရဲ့ပြောကြားချက်ကိုပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာချင်းပြည်နယ်ရဲ့မကွေးတိုင်းအဆက်မှာရှိနေတဲ့ဝေဘုံလမြို့ကိုတမတော်ကပြန်လည်တိုက်ခတ်သိမ်းပိုက်ခဲ့ပါတယ်တကယ်တော့ချင်းပြည်နယ်ရဲ့ဝန်လန်းထွက်လန်းတွေက၃ခုလောက်ရှိပါတယ်အဓိကပင်မလမ်းကြောင်းကြီးလို့ဆိုရမှာကမင်းတက်မတူပြီလန်ကန်ကောဟာခလန်းနဲ့ကလေးတီးတိမ်လမ်းပိုင်းတွေပဲဖြစ်ပါတယ် ကန်ကောဟာကလမ်းမိုင်းကိုတော့ကန်ကောမှာရှိနေလေခါလိုက်ရ50နဲ့ဒီနေမီကန်တရင်တဲ့ဖွဲ့တွေနောက်ပြီးတော့ပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကလေးကန်ကောလမ်းမိုင်းနဲ့ကလေးဟာကလမ်းမိုင်းကိုနေမီစုမွေးဆောင်ရွက်ဖို့လည်းဆောင်ရွက်နေတာရှိပါတယ်။ဒါပေမဲ့အောက်ဘက်မှာရှိနေတဲ့မင်းတပ်မတူကြီးလမ်းမိုင်းမှာကျတော့ NUG ရဲ့လက်အောက်ခံ PDF အဖွဲ့တွေရခိုင်နန်းနာကန်တပုံ AA ရဲ့အတုံးချကန် CP Chin Brotherhood ကအဖွဲ့တွေကမင်းတပ်မတူကြီးလမ်းမိုင်းမှာပိတ်ဆို့ထားတာရှိပါတယ်။ အဲ့ဒီချင်းမိနယ်ရဲ့မြောက်ပိုင်းလမ်းပိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကလေးတီးတိန်လန်ကလေးခမ်းဘက်လမ်းပိုင်းမှာလည်းဒီချင်းမရာသာဦးရဲ့လက်အောက်ခံအဖွဲ့တွေဟိုပြီးတော့မင်းတပ်မတူပြီးဒါအပြင်တီးတိန်စရည်ဒီဒေသခံ local PDF ဖြစ်အဖွဲ့တွေအများပြားကဖိတ်ဆို့ထားရရှိပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာတော့ဒီချင်းမိနယ်ရဲ့အဓိကဝင်လန်းထက်လန်းကြီးတွေကိုပြန်ကြည့်ရင်ဒီအောက်ဖက်ချမ်းမှာဆိုလို့ရှိရင်ကြောက်ထု ပေါက်ဒေတာတွေမှာတက်ဘရိုကပိတ်ဆို့ထားတယ်။ကံပက်လက်မင်းတက်လောက်ထိအကျန်းဖက်သမားတွေကပိတ်ဆို့ထားတာရှိတယ်။ကံကောကခါကလမ်းမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကံကောမှာရှိနေတဲ့နေမီကန်တိုင်ရင်တက်ဘရိုတွေကကံကောနဲ့ကလေးလမ်းမိုင်းကိုထင်းချုပ်ထားနိုင်ပြီပဲဖြစ်ပါတယ်။အဲအဲ့ဒီတွေဒီကလေးမှာရှိနေတာကစားကလေးရဲ့လောက်ခံတိုင်ရင်တက်ဘရိုတွေကလည်းကလေးတိုင်ငင်းလမ်းမိုင်းကိုပြီးခဲ့တဲ့လအနေငယ်ကပြန်လည်တက်ခတ်တိုင်ပိုက်ဖို့အစီအစဉ်ခဲ့ပေမဲ့ local pdf တွေနဲ့အကျန်းဖက်သမားတွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်ထင်းစလောက်ခင်းမရောက်ခဲ့ပဲနဲ့ယာယီထိုးစစ်ဆင်မှုကိုပြန်လည်ပြီးတော့ဆုတ်ခွာလာခဲ့တာရှိပါတယ်။ အဲ့ဒီနောက်ပြီးခဲ့တဲ့အော်တိုဘာလကုန်တွင်မှာလာဇန်နေ့ကနေစပြီးတော့ဒီကလေးခမ်းဘတ်တမူလမ်းမိုက်ကိုနေမီစုံမုန်နိုင်ရေးအတွက်ကလေးမှာရှိနေတဲ့နေမီကန်တိုက်ရင်တဲ့ဖွဲ့တွေကခမ်းဘတ်မြို့ကိုဥတည်ပြီးတော့နေမီရှင်လေးဆောင်ရွက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့ရက်တွေကပဲဒီကလေးမြို့ရဲ့မြောက်ဖက်ကျမ်းမှာရှိတဲ့ရာဇကျူ55မှ56နဲ့ဝင်းကျင်တွေကနေစပြီးတော့ခမ်းဘတ်မြို့အနီးတီကိုနေမီရှင်လေးဆောင်ရွက်လျက်ရှိပါတယ်။ကလေးမျိုးရဲ့တောင်ပိုင်းမှာရှိနေတဲ့ကျေးရွာတွေဟန်တာရီထုံမှာ GTC ဘဝင်းကျင်ကနေစပြီးတော့ဂန်ဂောရဲ့မြောက်ဖက်ချမ်း ဒီဖန်ဖန်တော်ရီတောင်ခင်ရဲ့မြောက်ခင်ရဲ့ကြံသားစတဲ့ရွာတွေကနေဒီပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလထဲမှာတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတဲ့ကဘာနီစကန်ကိုလည်းပြန်လည်တိုက်ခိုက်ပြီးတော့အနီတတားနဲ့ကန်ကောရဲ့ရှားမှာရှိနေတဲ့အချမ်းဖက်သမားတွေရှိနေတဲ့မန်တော်ရွာကိုလည်းနေမရှင်လေးဆောင်ရွက်ခဲ့တယ်။အနီနဲ့ဒီကလေးရဲ့ရှားမှာရှိနေတဲ့ဒီအချမ်းဖက်သမားတွေ တချင်တော့အန်ယူဂျီပြည်ပြည်အုပ်စုတွေရဲ့ယာယီစခန်းယာယီစေကူတာမှုပြုလုပ်နေတဲ့နတ်ချောင်းနဲ့ဒီဟာခါလေးဒေသတွေကိုလည်းနေမရှင်လေးဆောင်ရွက်ခဲ့ပြီးတဲ့နောက်အမရော့စစ်ကြောင်းကြီးနှစ်ခုကကောင်းကနေဦးတည်လာတဲ့တမရော့စစ်ကြောင်းကလေးကနေဦးတည်လာတဲ့စစ်ကြောင်းတွေကပူးပေါင်းပြီးတော့ချင်းမိနယ်ကိုဝင်တဲ့ အဓိကဒုတိယမြောက်လမ်းလို့ဆိုရမယ်ဒီဝေဘူလာလမ်းကိုဝင်ရောက်ပြီးတော့တိုက်ခိုက်နေမဲ့ခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာတရနေ့ကစပြီးတော့ဝေဘောလာမြို့ကိုဥတီပြီးတော့ခြေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာတော့တမရော့စစ်ကြောင်းတွေကဟာခါမှာပိတ်ဆို့ထားတယ်ကန်ကောမှာပိတ်ဆို့ထားတယ်မင်းတဲ့ကြောက်ထုဒေသတွေမှာပိတ်ဆို့ထားတဲ့အတွက်ချင်းပြည်နယ်မှာရှိနေတဲ့အကြံဖက်သမားတွေကတော့ရခိုင်လက်နက်ကန်သဘောအေရထောက်ပံ့ပေးမှုနဲ့ပလက်ဝမတူပြီးလမ်းပိုင်းကနေတဆင့်ဒီချင်းပြည်နယ်ထဲမှာတော့ခြေဥတေရဥတီယာ ွာလာနေကြလည်းပဲဖြစ်ပါတယ်ပြင်မဲ့ Demo ကချင်းမီနယ်ကိုလည်းမြရှင်လေးဆောင်ရွက်နိုင်ရေးအတွက် Priority Service စီစဉ်တဲ့အချိန်မှာတော့ဒီပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့အိန္ဒိယမြန်မာထိုင်းနိုင်ငံလမ်းကြောင်းပေါ်မှာရှိနေတဲ့ကလေးတမှုကလေးဝလမ်းမကြီးကိုစုမိုးထားနိုင်ရေးအဓိကထားပြီးဆောင်ရွက်လာတာလည်းရှိတယ်လို့ ကလေးကနေဦးတည်ပြီးတော့ဒီတည်တိမ်သွိုင်းငင်းလမ်းကိုလည်းချီတက်ဖို့တက်မှန်ပြီးတော့စ조사လာတာရှိတယ်။ခမ်းမလမ်းကိုလည်းထိုးဖောက်လာတာရှိတယ်လို့ကံကောကလေးလမ်းပိုင်းကိုသာစုံမထားနိုင်ခဲ့မယ်ဆိုရင်ချင်းရင်းပြည်နယ်မှာရှိနေတဲ့ PDF တွေချင်း PDF တွေအများကြီးအလောစီလမ်းကြောင်းကိုပိတ်ဆို့ထားနိုင်မဲ့အခြေအနေမျိုးရှိပါတယ်။ဘာကြောင့်လဲဆိုရင်ကလေးမျိုးရဲ့တောင်ပဲကံကောမျိုးရဲ့မြောက်ဖက်ချမ်းကဒီပြည်သူ့စစ်ရွာအများကြီးလည်းရှိတယ်။ NUG လောက်ကံ PDF အဖွဲ့တွေအများကြီးရှိတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ။ဒါကြောင့်မလို့ဒီကလေးနဲ့ကံကောလမ်းမိုက်မှာကတမရောကစုမိုးထားတဲ့ကံလာကတခုအကျမ်းမဲ့သမားတွေစုမိုးထားတဲ့ကံလာကတခုအပိုင်းလိုက်အပြက်လိုက်ရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီတမရောစစ်ကြောင်းတွေကကလေးကံကောလမ်းမိုက်ကိုနေမရှင်လေးဆောင်ရွက်ခဲ့ပြီးတော့နောက်ချောင်းကနေဒီဝေဘူလာအကုတ်အတွင်ပိုင်း၁၂မိုင်လောက်နေမရှင်လေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ပြောရရင်တော့ဒါကကလေးနဲ့ချောင်းဝေဘုံလဖလန်းလမ်းမိုင်းကိုသွားလို့ရတယ်အဓိကနေရာကြီးပဲဖြစ်ပါတယ်ဝေဘုံလကနေအတွင်းထဲကိုဆက်လက်ခြေတက်သွားမယ်ဆိုရင်တော့ဖလန်းမြို့နယ်ထဲမှာရှိရဲဘာသာရအထည်ကိုလည်းသွားရောက်ခြေတက်နိုင်မှာပဲဖြစ်ပါတယ် အဲဒီဘက်ကချင်းမြင့်နယ်ကိုဝန်နိုင်တဲ့အောက်ဘက်ကချင်းမြင့်နယ်တောင်ပိုင်းလမ်းကြောင်းပေါ့တောင်ပိုင်းဒေသပသိမ်မော်ရွာလမ်းကိုနေမျိုးစုမွေးဆောင်ရွက်ဖို့လည်းလိုအပ်နေပါသေးတယ်။အဲဒီနေရာတွေမှာတော့ MUG လက်အောက်ခံ PDF တွေအများအပြားကနေမျိုးရှင်းလင်းရေးဆောင်ရွက်ဖို့လိုအပ်နေသေးတယ်ဆိုတဲ့အခြေအနေမျိုးရှိတယ်ဆိုပေမဲ့ဒေသခံတရင်တပ်ဖွဲ့တွေလောင်းရှိတကြောကပတ်လက်မင်းတက်တကြောက PDF တွေကိုလည်းနေမျိုးရှင်းလင်းဆောင်ရွက်နေစေပဲဖြစ်ပါတယ်။ ်ဆိုတော့လက်ရှိချင်းမြင့်တဲ့အခင်းချင်းကိုပြန်ကြည့်ရင်တော့တမရော့ကချင်းမြင့်တွေမှာရှိနေတဲ့ဂျမ်ဘတ်သမားတွေထိန်းချုပ်ထားတဲ့မြို့ကိုပထမဆုံးအနေနဲ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဝေဘွန်လာမြို့ဖြစ်ပါတယ်ဝေဘွန်လာမြို့ပြီးရင်တော့နောက်ထပ်ဘယ်မြို့တွေဆက်လက်တိုက်ခိုက်သွားမလဲဆိုတာကိုဆက်လက်စောင့်ကြည့်သွားရဖို့လိုပါတယ် ်အရှိချိန်မှာတော့တမ်မရရဲ့စည်ရေလှုပ်ရှားမှုကိုပြန်ကြည့်ပြီးခရရဲ့ကဒီတိမ်မှာခြေစိုက်ထားတဲ့ခလာရ269ကိုတမ်မရလီကနေရဲရင်နေနဲ့အကျဉ်းချင်းအင်အားဖြစ်တင်ခဲ့ပြီးတဲ့နောက်ဒီရဲ့ပိုင်းမှာပဲတွန်းဆံမျိုးကိုဆက်လက်ချီတက်တိုက်ခိုက်နေတယ်ဟိုလည်းသတင်းတွေရရှိပါတယ်အရှိတမ်မရစစ်ကြောင်းတွင်နေတဲ့ဒူဒီဇိုမီအဖွဲ့တွေကအကြံဖက်သမားတွေခြေဆွန်းရောက်တွေကိုဝမ်းဝမ်းတိုက်ခိုက်ဖို့တဲ့တမ်မရရဲ့တောင်ဘက်မှာရှိနေတဲ့ဇတိချောင်းပတ်ဝန်းကျင်ကိုလည်းထိန်းချုပ်ထားတာရှိတယ်ဒါအပြင်တွန်းဆံမျိုးရဲ့နောက်မြောက်ဖက်မှာရှိနေတဲ့ဒေသတစ်ခုကိုလည်းဒီဒေသခံချင်းအဖွဲ့တွေနဲ့တမ်မရစစ်ကြောင်းတွင်နေပူးပေါင်းပြီးတော့ပိတ်ဆို့ထားတာရှိပါတယ် ဆိုတော့ချင်းမိနယ်ထဲမှာတမန်တော်ကပြန်လဲထင်းချုပ်ဖို့ကြိုးစားနေခဲ့တာကတော့ပြီးခဲ့တဲ့မိုးလင်းတစ်တွင်းလုံးဖြစ်ပါတယ်။ဒါပေမဲ့လည်းချင်းမိနယ်မှာရှိနေတဲ့ဒီပထဝီအနေထားအရလမ်းမတွေရာသွားရေးလာရေးကလည်းခက်ခဲတယ်။ချင်းမိနယ်ဆိုတာကလည်းဒီမြေအမြဲတမ်းပြိုတဲ့ဒေသတစ်ခုဖြစ်တဲ့အတွက်တမန်တော်ရဲ့ထိုးစစ်ကတင်းသားတော့ခရီးမပေါက်ခဲ့လို့ဖြစ်ပါတယ်။ဒီလိုမျိုးထုံးစစ်စင်မှုတွေပြီးခဲ့တဲ့လာနေငယ်ကပဲဒီကလေးမျိုးကနေစပြီးတော့တိုင်ငယ်လန်းကိုနေပြည်တော်ရှင်လေးဆောင်ရွက်ဖို့ထုံးစစ်စင်မှုတွေအင်အားတစ်ထောင်ကျော်နဲ့ဆောင်ရွက်ခဲ့တာရှိပါတယ် ဒါပေမဲ့လည်းဒီလောက်ခံပြီးတဲ့အများအပြားရခိုင်လက်နက်ကန်သဘောအေအေရဲ့ဝမ်းမဲပိတ်ဆို့မှုတွေကြောင့်တိုင်းငင်လက်စုံကိုမရောက်ဖ ೇನೆ ဟောပြီးလောက်ပါတယ်တမရစစ်ကြောင်းတွေကပြန်ပြီးတော့ဆုတ်ခွာလာရတယ်။အဲဒီနောက်ဒါကစားကလေးမှပြန်လဲစုဖွဲ့ပြီးတဲ့နောက်လိုအပ်တဲ့လက်နက်ခေရန်အင်အားတွေနဲ့အများအပြားကိုပြန်လဲစုဖွဲ့ပေးခဲ့တယ်။ဒါကြောင့်မလို့ကလေးကနေ UTP ချစ်တက်လာတဲ့တမရစစ်ကြောင်းတွေကအနောက်ဘက်ကဒီတိုင်းငင်လက်စုံမြောက်ဘက်မှာရှိနေတဲ့ကလေးခန့်ဘက်တမူလမ်းမိုက်နဲ့တောင်ဘက်မှာရှိနေတဲ့ကလေးကန်ကောလမ်းမိုက်ကိုအင်မရှင်လေးဆောင်ရွက်နေတာကိုလည်းမြင်တွေ့ရပါတယ်။ ဆိုတော့ချင်းမြင့်နေရဲ့အဓိကဝင်လန်းထွက်လန်းကြီးတွေအားလုံးကိုတက်မလို့ကအလေကနေပိတ်ဆို့ထားတာပဲဖြစ်ပါတယ်။ကလေးကနေခြေတက်သွားတဲ့တက်မလို့ဆက်ချောင်းကြီးတွေတဲကမှဒီကလေးတိုင်ငယ်လမ်းပိုင်းကိုပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်တော့တိုင်ငယ်လမ်းစုံလောက်ထိပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်တော့ဤတိမ်ကိုလည်းပြန်လည်ထင်းချုံနိုင်မှာဖြစ်သလိုဖက်လန်းကိုလည်းချင်းချောက်ထားနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ အခုတမရော်ကချင်းမိနယ်မှာရှိနေတဲ့ဝေပေါလာမြို့ကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တဲ့အတွက်ဝေပေါလာမြို့ကလည်းချင်းမိနယ်ရဲ့အဓိကဝင်လန်းထွက်လန်းတနေရာထဲမှာပါဝင်နေတာဖြစ်ပါတယ်။တကယ်တော့ချင်းမိနယ်မှာရှိနေတဲ့အဓိကဝင်လန်းထွက်လန်းကြီးတွေမှာချင်းပြားသောဥကအဖွဲ့တွေကချင်းမိနယ်တောင်ပိုင်းရောမြောက်ပိုင်းရောပိတ်ဆို့ထားပေမဲ့တကယ်တမ်းပထဝီအနေအထားအရအရေးပါတဲ့နေရာတွေကိုတော့တမရော်ကနေမြေကချင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ ပြန်လေထင်းသိမ်းဆောင်ရွက်နိုင်နေတာကိုလည်းမြင်တွေ့ရပါတယ်။အဲဒါပြန်ကိုဖလန်းမှာရှိနေပုံလို့ခေါ်တဲ့ဒီလေစိတ်ကိုပြန်လေထင်းချုပ်နိုင်ရေးအတွက် CNA CNM အဖွဲ့တွေနဲ့တမလို့နဲ့ပြန်လေညှိနှိုင်းပြီးတော့တက်ဆွဲထားတဲ့အဖွဲ့တွေကပြန်လေဆုတ်ခွာပေးလိုက်ပါတယ်။ဒါပေမဲ့လေဒီ CNA CNM အဖွဲ့တွေကဆုတ်ခွာပေးလိုက်တဲ့ချိန်မှာတော့ CNDF နဲ့ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့အတုံးချကန်အဖွဲ့တွေကဒီပလန်းမှာရှိနေစုပေါင်းလေစိတ်ကိုတော့ပြန်လေထင်းချုပ်ထားတာကိုမြင်တွေ့ရပါတယ်။ ဆိုတော့အကယ်၍တမန်တော်ဆက်ကြောင်းတွေကဒါတိုင်ငင်းလန်းစုံတိုင်ငင်းလန်းစုံကနေမြောက်ဘက်ချမ်းမှာရှိနေတဲ့တိ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 ကနေဒွန်းဆန်ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်မယ်ဆိုရင်တော့ဒီ အိန္ဒိယနဲ့မြန်မာနိုင်ငံနယ်စပ်မှာရှိနေတဲ့နောက်ထပ်မျိုးစုမျိုးကိုတိုက်ခိုက်သိမ်းမဲ့နေမှာဖြစ်ပါတယ်။အပြင်နောက်ထပ်ကလေးကနေဥတီလာတဲ့စစ်ကြောင်းကြီးကခံဘက်မျိုးကိုတိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင်တော့ကလေးခံဘက်တမူကလေးကလေးဝမုံရလမ်းမကြီးကိုလည်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ကလေးဝနဲ့မုံရကြားမှာတော့အကျန့်ဖက်သမားတွေဆက်လက်ရှိနေသေးတယ်။ဒါကနမခတိုင်းရဲ့လက်အောက်ခံတရင်တက်ဖွဲ့တွေတိုင်းမှုနယ်နေမြေကန်တရင်တက်ဖွဲ့တွေစစ်ကြောင်းမှုတွေနေမြေမှုတွေရဲ့ဆောင်ရွက်မှုတွေနဲ့လည်းအများကြီးသက်ဆိုင်နေပါသေးတယ်။ဆိုတော့ချင်းပြည်နယ်ကိုအဓိကဝင်လန်းထွက်လန်းတွေကတော့မကွေးတိုင်းနဲ့စကိုင်းတိုင်းကအဓိကကြားတယ်လို့ဆိုရမှာဖြစ်ပါတယ် ။စကိုင်းတိုင်းကတော့လက်ရှိစိုးမိုးထားတဲ့အနေအထားကကံကောဒေသကချင်းမြင့်တွေကိုအများကြီးချင်းချောက်ထားနိုင်တဲ့သဘောမျိုးမြင်တွေ့ရတယ်။ကလေးမျိုးကအဓိကချင်းချောက်ထားနိုင်တာကိုမြင်တွေ့ရတယ်။ဝေးတိုင်းရဲ့အနောက်ချမ်းမှာရှိနေတဲ့ရောစောပေါက်မြိုင်ဒေသတွေကိုတော့နေမီရှင်တွေဆက်လက်ဆောင်ရွက်ဖို့လိုအပ်နေဆဲပဲဖြစ်ပါတယ်။ပဒေမွေရလန်းကိုမေးတင်ထားတဲ့ပေါ့ရောစောဒီတာတွေမချင်းချုံနိုင်သေးသေးရေကတော့ကပတ်လက်မတူပြီလမ်းမိုင်းကိုတင်းချုပ်ဖို့ကအမြဲတမ်းခက်ခဲပါတယ် တောက်ထုံမှာနေသိရှိတယ်ဆိုပေမဲ့လည်းတကယ်တမ်းပထဝီအနေထားအရထွန်းစစ်စင်မှုနေမြရှင်လေးဆောင်ရွက်ဖို့ကတော့လိုအပ်ချက်တွေရှိနေပါသေးတယ်။အပြင်ဒီ NUG လောက်ခံ PDF တွေရဲ့အဓိကအသက်သွေးကြောဖြစ်နေတဲ့မကွေးတိုင်းနဲ့သခိုင်းနဲ့အဆက်မှာရှိနေတဲ့ဒီကံကောရောစောဒေတာကရင်းနှံတွင်းတွေကိုအလားကြည့်ထားနေတာတွေကလည်းတော်တော်လေးစိုးပါတယ်။ဒီကရတဲ့အခွန်အခတွေဒီကရတဲ့ပတ်စံနေနေပဲအကြံဖက်သမားတွေကရန်နေပောက်ခွေးရေးပစ္စည်းတွေနဲ့ဆက်ဆက်လုပ်ငန်းတွေကိုအများပြအသုံးပြုနေတာရှိတယ်။ အပြင်အချမ်းဘက်သမားတွေကရင်းနံတွင်းတွေကိုလည်းဝကြီးအုပ်ထားတဲ့အတွက်နိုင်ငံတော်ကနေအခွန်အခတွေမရသလိုအချမ်းဘက်တွေရဲ့ရေတောင်းမြစ်တစ်ခုအနေနဲ့ဆက်လက်ပြီးတော့ရပ်တည်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဘေးမှာရှိနေတဲ့ဒီနေမြေကန်တရင်တပ်ဖွဲ့တွေအနေနဲ့ပဲဖြစ်ဖြစ်နမခတိုင်းရဲ့လာအုပ်ခံတရင်တပ်ဖွဲ့တွေနဲ့ပဲဖြစ်ဖြစ်ပါရမော်တာဂရိုက်တာဂျိုင်ရိုကော့ပတာစားတာတွေနဲ့ဒီရင်းနံတွင်းပတ်လက်တကြောကိုအမြဲတမ်းစုမိုးထားနိုင်မှုလည်းလိုပါတယ်။အဲ့တော့ချင်းမိနယ်နဲ့ဆက်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တဲ့သတင်းမှာချင်းမိနယ်ကိုပိတ်ဆို့ထားနိုင်မှုဆိုရင်တော့အဲ့နောက်ဘက်ချမ်းဒေသတွေကလေးမော်လိုက်လမ်းပိုင်း မခွေတိုင်းရဲ့အနောက်ဘက်ခြမ်းဒေသရောစောကြောက်ထုဒီဒေသတွေကိုစုံမထားနိုင်မှုအများကြီးလိုအပ်ပါတယ်။အရှိချိန်မှာတော့ဒီခလာရ90ကပြည်ဟာမှုကပြောင်းရွှေ့သွားပြီဆိုမဲ့ချင်းမိနယ်ရဲ့အဓိကနေရာတွေမှာတော့မြန်မြန်ဆန်ဆန်စီရေးဆောင်ရွက်မှုတွေကိုမြင်တွေ့လာရမှာရှိပါတယ်။ကန်ကုန်ကပြောင်းရွှေ့သွားတဲ့ပြည်ဟာမှုကကလေးကိုရောက်ရှိသွားပြီးတဲ့နောက်ပြောင်းရွှေ့သွားတဲ့ဆိုတဲ့သတင်းကြားရုံနဲ့ local PDF, NUG လောက်ကန် PDF တွေမှာပြပြတလဲဖြစ်နေတယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်။ ်ရွာမှုရဲ့ဆောင်ရွက်ချက်တွေစစ်ကိုဆင့်တဲ့တူအောင်တိုက်တာတွေနဲ့နေပြည်တော်ဒေသခံတွေကိုပြန်လည်စီရင်ရေးဆောင်ရွက်နိုင်မှုတွေကလည်းတော်တော်လေးကိုထိရောက်ခဲ့တာကိုမြင်တွေ့ရပါတယ်။ကံကောဒေသပတ်ဝန်းကျင်မှာဒီခလာရ90ရဲ့ရခိုင်ပြည်ဟာမှုရှိစဉ်အချိန်တုန်းကဒေသခံတွေကိုကြားနဲ့ငါဖားနဲ့ငါအဖြူမဲတဲ့ခွေးအောင်ဆောင်ရွက်ထားနိုင်တာကိုလည်းမြင်တွေ့ရပါတယ်။ဒါအပြင်စီရေးဆောင်ရွက်မှုတွေကိုကြည့်ရင်လည်းတတိပေးပြီးမှဆောင်ရွက်တာတွေကိုလည်းမြင်တွေ့ရတယ်။တိုက်ရင်တိုက်မယ်၊ကျိတ်ရင်ကျိတ်မယ်။ဒါပြင်ပြည်သူလူထုအနေနဲ့လည်းအကျံဖက်သမားတွေနဲ့ခက်ခဲခွက်ခွက်ပါနေဖို့ကိုလည်းတည်တည်ချာချာတတိပေးထားတယ်ကိုလည်းမြင်တွေ့ရပါတယ် ဒါကြောင့်မလို့အခုကလေးကိုရရှိသွားတဲ့ပြူဟာမှုရဲ့ဆောင်ရွက်မှုတွေကိုဆက်လက်ပြီးတော့ကျွန်တော်တို့တရင်ခေါင်းနဲ့စောင့်မျှော်ရအောင်ပါပဲဖြစ်ပါတယ်။ကလေးကနေတိုင်ငင်းကိုထင်းချုပ်ထားနိုင်မလို့သလိုကလေးကလည်းခန်းပတ်လောက်ထိထင်းချုပ်ထားနိုင်မှုလို့ပါတယ်။ကလေးကံခေါ်လမ်းပိုင်းကတော့ထင်းချုပ်ထားနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာထင်းချုပ်ခံခဲ့ရတဲ့ဒီနှက်ချောင်းနဲ့ဒီမှန်တော်ချားမှာရှိနေတဲ့ဒီကဘာနီတတာကဘာနီစကန်ကိုတိုက်ခိုက်ပြီးတော့လက်လွတ်ခံခဲ့ရတယ်။ တိုက်ခိုက်ပြီးတော့တိမ်ပိုက်ခဲ့တဲ့အတွက်တမရော်ကယာယီလက်လွတ်ပေးခဲ့ရပေမဲ့လက်ရှိချိန်မှာတော့ဒီလမ်းပိုင်းကိုတမရော်ကပြန်လဲထိန်းချုပ်ထားနိုင်ပြီလို့ဆိုရမယ့်အခြေအနေတွေကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ဒါအပြင်အခု2025ခုနှစ်နိုဝင်ဘာ6ရက်နေ့အထိချင်းမိနယ်စကိုင်းနယ်မကွေးတိုင်းနဲ့အဆက်မှာရှိနေတဲ့အချမ်းဘက်သမားတွေရဲ့ဆောင်ရွက်မှုနဲ့တမရော်ရဲ့စည်ရေးဆောင်ရွက်မှုအခြေအနေတွေကိုချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပလောကမတူပြီးလမ်းမိုင်းကတော့ပြန်လဲထိုးပေါက်ဖို့တော်တော်လေးလိုအပ်နေဦးမှာဖြစ်ပါတယ်။ဒီကြောက်ထုရောစောဒေတာမှာရခိုင်လက်နက်ကိုင်တပေါင်း AA ကအများကြီးဝင်ရောက်ဆွတ်ဖက်နေတာ ရှိတယ်လို့ main tag ကမ်ပလက်နဲ့မတူပြီးဒေတာမှာရခိုင်လက်နက်ကိုင်တပေါင်း AA ကအများကြီးစိတ်ဝင်နေပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ဒီကပလောင်လက်နက်ကိုင်တပေါင်း DNA နဲ့ပတ်သက်ပြီးအပြေးရလိုက်တာတွေရဲ့နောက်ဆက်တွဲ တက်မော်ရဲ့ထိုးစစ်ကရခိုင်ပြည်နယ်ကိုလာရောက်နိုင်နေဆိုတော့ရီမန်းချက်မှတ်စချက်တွေနဲ့ရခိုင်လက်နက်ကန်သဘော AA ကဒီ Ambrand လမ်းမဲပေါ်မှာရှိနေတဲ့နေအိမ်ကန်တောင်စခန်းကိုဆက်လက်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်ဖို့ရည်ရွယ်နေပေမဲ့ထိုးစစ်ဆင်လိုက်တိုင်းနေ့စဉ်တိုင်းပြန်လည်ပြီးတော့လမ်းကျနေတာတွေရှိတယ်။ဗစီကြီးနဲ့ကုတ်ကြီးရွာအနီးမှာခြေပြုတ်ထားတဲ့အရှိုချင်းတွေနဲ့ရခိုင်လက်နက်ကန်သဘော AA ရဲ့စီးရေလှောင်ရှားမှုတွေကိုလည်းတက်မော်ကတောက်လျှောက်ဆိုလို့ဦးချိုးဆောင်ရွက်နေကြတယ်လို့လည်းမြင်တွေ့ရပါတယ်။ ဆိုတော့အခုလက်ရှိရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အဆက်ကအခြေအနေတွေကလည်းစည်ရည်တင်းမာနေတယ်။ချင်းပြည်နယ်လည်းကိုဝင်မှုတွေလည်းတက်မလို့စစ်ကြောင်းကြီးတွေကရနိုင်မဲ့လမ်းဝင်နိုင်မဲ့လမ်းတွေကိုတောက်လျှောက်သူတို့ထိုးဖောက်နေရတာလည်းမြင်တွေ့ရတဲ့အတွက်ချင်းပြည်နယ်ရဲ့စည်ရည်အခြေအနေကတော့အခုပွင့်လင်းရသည့်ရောက်လာပြီဖြစ်တဲ့အတွက်ချင်းပြည်နယ်ကစည်ရည်သတင်းတွေကလည်းသတင်းကောင်းတွေကြားရဖို့ရှိနေပါတယ်။နောက်ဆုံးရစည်ရည်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။